ညီရှုံးမိုးပြန်ခဲ့တဲ့ညံရင်နဲ့ငလင်ပေးတဲ့ပြည်သူတွေကိုအထူးရောက်ဆောင်ကဲတင်ပေးလိုက်တဲ့နေထူးနိုင်ပြည်သူများရှေ့နေထူးနိုင်ကတော့ညီရှုံးမိုးပြန်အထရီနဲ့မြန်မာနိုင်ငံရဲ့တိုင်းလောကမှာဆရာတဆူမင်းသားဖြစ်လာခဲ့တာပါဒါအပြင်တောရွာလေးကတာမန်လူရန်စားလေးတယောက်ဖြစ်ကနေနေထူးနိုင်ကမင်းသားတလက်ဖြစ်ရည်တည်လာနိုင်ခဲ့တယ်လို့ကျန်းသာတဲ့လုပ်ငန်းရှင်ဖြစ်အောင်လဲကြိုးစားနိုင်ခဲ့ပါတယ်အခုလိုကြိုးစားလာနိုင်ခဲ့တာတွေကနေထူးနိုင်ရဲ့ညံရင်ထက်မြတ်မှုနဲ့နှီးစနစ်တကျလောက်တက်တဲ့စွမ်းရည်တွေကြောင့်ပါညီရှုံးမိုးပြန်တယ်လို့အကွက်တွေကိုဘသူကမှ မစမ်းဆောင်နိုင်တဲ့အချိန်မှာရှိတဲ့ပစ္စည်းနဲ့ရအောင်လုပ်ပြီးအောင်မြင်ခဲ့တာပါဒီလိုစွမ်းရည်တွေနဲ့နီးစနစ်ကြမှုတွေကိုငလင်ပေးတင်ပြန်လည်ထူထောင်ရေးမှာနေထူနိုင်ကအကောင်းဆုံးအတုံးချနိုင်ခဲ့ပါတယ်ငလင်ပေးပြန်လည်ထူထောင်ရေးအတွက်အမှုပညာရှင်တိုင်းလူလူကလှူဒန်းပေးနေကြတဲ့တကယ်ထိရောက်တဲ့နီးလန်းရည်လို့မရှိနေခဲ့ပါဘူးနေထူနိုင်ကလည်းရှေးမှာတော့ကတခြားအမှုပညာရှင်တွေလိုတကယ်ထိရောက်တဲ့နီးလန်းကိုမသုံးဘဲအစားအစာတွေလှူကကူညီခဲ့ပါတယ်ဒါပေမဲ့ဒီအပိုင်းတွင်းမှာတော့နေထူနိုင်ကဖျက်လက်တဲ့ညံရီနဲ့တူနီးစနစ်ကြတဲ့အတွေးခေါ်တွေက ိုအတုံးချလိုက်ပါတယ်။အဲ့ဒါကတော့ငလင်းဘေးတင်ပြည်သူတွေကိုမပူမပင်းနဲ့နေလို့ရအောင်စီစဉ်ပေးလိုက်တာပါ။အဲ့ဒါကတော့ယာယီနေထိုင်ရေးစခန်းတွေလုပ်ပေးလိုက်တာပါ။နေထူးနိုင်စီစဉ်ကကြောက်စင်မျိုးမှာခြံဝန်းကျဲကြီးတစ်ခုမှာတဲရီစောက်ခဲ့ပါတယ်။တဲရီကိုတမိသားစုလုံးနေလို့ရအောင်တေချာစောက်ပေးခဲ့တာပါ။ယာယီနေထိုင်လို့ရအောင်စောက်ပေးထားပေမဲ့တသက်ရရနဲ့လုပ်ပေးထားတာပါ။တဲရီရဲ့အောက်မှာအုပ်တွေကိုတေချာစီထားခဲ့တာဖြစ်တဲ့အတွက်မိုးရွာရင်တောင်မှရှင်နဲ့ထိုင်ရမထိတွေ့နိုင်တော့ပါဘူး။ဒါအပြင်အပေါ်မှာလည်းတက်ကဲနဲ့တထက်အုံမိုးထားပါသေးတယ်။

အကာရံလေးဖြစ်အောင်လုပ်ပြီးထားတာမို့လေတံမိုးတံကလုံသွားပါတယ်။တစ်ခုလုံးရဲ့အပေါ်မှာမှမိုးကကြီးနဲ့ပြန်အုပ်ထားတာပါ။အဆိုပါယာယီတဲမှာမိသားစု90စုကိုပေးနေထားပြီးကျောက်ဆယ်မျိုးကငလင်ပေကျောင်းအိမ်ပြိုသွားတဲ့မိသားစုတွေကိုတေချာစီစစ်ပြီးတော့မှအခုလိုခေါ်တာပါ။ဒါအပြင်၃လတိတိယာယီပေးနေမှာပါ။၃လတွင်မှနေနေကြတဲ့သူတွေအတွက်စားဝတ်နေရအားလုံးကိုလည်းနေထိုင်နိုင်ကထောက်ပံ့ပေးသွားမှာပါ။ဒါပေမဲ့၃လပြည့်ရင်တော့ယာယီတဲကနေထွက်ပေးရမှာပါ။ဒီ၃လတွင်မှငလင်ပေရှောင်းမိသားစုတွေအနေနဲ့ပြန်လည်ရက်တည်နိုင်အောင် ီထူနိုင်ကစူးစမ်းစီကျင်တာပါမိသားစုဝင်တချို့ကအလုထွက်ရှာကစူးစမ်းတင်တယ်လို့တချို့ကပြိုကျသွားတဲ့အိမ်တွေနေ့စဉ်နဲ့အမျှသွားရှင်းတာမျိုးလုပ်ဖို့လည်းနေထူနိုင်ကတိုက်တွန်းထားပါတယ်ဒီလိုရီလုပ်နေတဲ့အချိန်မှာစားဖို့လည်းစိတ်မပူရအောင်သုံးလလုံးလုံးကျူးထားမှာဖြစ်ပါတယ်ဒါအပြင်ဝန်အတွင်းမှာတန်ရှင်းတက်ရအောင်လည်းနေထူနိုင်ကအကုန်ပြင်ဆင်ထားပါတယ်ယာယီတဲမှာနေထိုင်တဲ့မိသားစုဝင်နေစီဧည့်သည်လာတွင်ရင်လည်းတတ်မှတ်ထားတဲ့နေရာတစ်ခုထဲမှာသာတွေ့ကြမှာပါနေထူနိုင်ရဲ့စိတ်ကူးလေးကလက်တွင်ကြတဲ့အပြင်အထက်ကိုပြုလို့နေတာပါနေထူနိုင်ကအခုလို လိုယာယီတဲစကန်တွေကိုနောက်ထပ်နေရာတွေမှာလည်းလှုပ်ပြီးနိုင်အောင်ကြိုးစားနေပါတယ်။မြေထုနိုင်ရဲ့စိတ်ကူးကိုအားလုံးကသဘောကျပြီးတခြားသူတွေလည်းလှုပ်တင်ကြောင်းထောက်ပြနေပါတယ်။မြေရှိုးမိုးပြန်ခဲ့တဲ့ညံရီနဲ့ငလင်ဘေးတင်ပြည်သူတွေကိုအထူးရောက်ဆောင်ကဲတင်ပေးနိုင်ခဲ့တဲ့မြေထုနိုင်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စပါရိုရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။